ဒီနေ့ပုံကတိအလူလေးကဘယ်နှချိန်မြောက်အလူလေးလဲဆိုတာလေးသိပြရစီရှင်စရာဒါကျွန်တော်တို့စတန်ဇာမီသားစုရဲ့တတိယချိန်မြောက်ပုံကတိအလူလေးဖြစ်ပါတယ်ရှင်းနှစ်နှစ်မှလည်းပေါ့နော်အเจ้าဒီမှာလူရန်တကယ်ဘာဖြစ်လို့ဒီနှစ်ကျတော့ဒီเจ้าဒီမှာလူရန်ကိုရွေးချယ်ပြင်ခဲ့ရလဲရှင်းစင်။အဲဒါကျွန်တော်တို့ရဲ့ပထမအချိန်ရောက်မှာရှုခန်းခဲ့တဲ့အเจ้าလည်းဖြစ်တယ်။ပြီးတော့ဒါကျွန်တော်เจ้าထိုင်ဆရာတော်ဘုရားနဲ့လည်းတော်တော်ရင်းနှီးနေရဖြစ်တဲ့အတွက်ကြောင့်မဟုတ်ပြီးတော့လူရန်နေရဲ့เจ้าလည်းဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီเจ้าမှာလူရန်မှုအတွက်ကိုဒီနှစ်အတွက်ကိုရွေးချယ်လိုက်တာဖြစ်ပါတယ်။ အခုဒီနေ့ရကထိန်ဆိုလဲစီစီကကတိတ်တိတ်မြဲမြဲလေးအကုန်ပြီးဆုံးသွားရပါတော့အဲ့တော့နောက်နေ့ကထိန်မှာလဲဆရာအနေနဲ့ဘလိုပိုကောင်းတဲ့စိတ်ကူးလေးတွေနဲ့လုပ်မယ်ဆိုစီစဉ်ထားလဲရှင်ဆရာတနေ့တစ်နေ့တစ်နေ့တစ်ချိန်နဲ့တစ်ချိန်ကတော့ပိုပြီးတော့ကောင်းတယ်ပိုပြီးကြီးရဲ့အလူမျိုးတော့ပြုလုပ်နိုင်မှုတော့ကိုကြိုးစားရပါတော့နေ့စဒီနေ့ဆိုလဲလူ350ဒီနာမှရှိရဲ့ရွာနီးဆက်ကလူတွေအကုန်လုံးလဲကျွေးမွေးကြီးအစီအစဉ်ပါတယ်ပြီးတော့ဝီဝီဒေတာဘေးနေလဲပါတယ်ပေါ့နော်အဲ့တော့နောက်နေ့မြန်မာလဲဒီထက်ပိုပြီးတော့ကြီးမားတဲ့အလူမျိုးလဲပြုလုပ်ချင်ပါတယ်အဲ့အတွက်ကြောင့်လဲအများကြီးကြိုးစားတော့ပါအောင် ပြီးတော့အာရှေ့မှတ်တယ်လူပြီးသွားပြီဒီနှစ်ကလည်းသုံးချိန်မြောက်အတူဖြစ်နေပြီပေါ့နော်အဲ့တော့ဆရာအနေနဲ့ဒီနှစ်အတူပွဲလေးတော့ကိုရင်သွင်းစကားတန်လေးလည်းပြောကြပြပါဦးဆရာ အာကျွန်တော်ကိုရိုင်းလဲဒါဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်တဲ့အတွက်ကြောင့်မို့အလူဒါနာပြုလုပ်တဲ့အခါမှာအမြဲဝမ်းသာပီတိဖြစ်နေရပါတယ်ပြီးတော့အထူးသဖြင့်ကတော့ဒါကျွန်တော်မိတ်ဆွေအတငယ်ချင်းတွေလည်းပါဝင်ပြီးတော့စုပေါင်းကထိန်ဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့ပါဝင်ပြီးတော့လူရန်ပေးကြတဲ့အတွက်လည်းများစွာဝမ်းသာမိပါတယ်အထူးသဖြင့်ကကျွန်တော်ဒီကုမ္ပဏီမှာရှိတဲ့ဝန်ထမ်းများအကုန်လုံးရဲ့ဒါလှုပ်အားလဲပါတယ်ငွေအားလဲပါပြီးတော့အားလုံးဝမ်းဝမ်းပြီးတော့ဒါအယူအကြီးတစ်ခုဖြစ်အောင်အားလုံးဝမ်းဝမ်းကူညီကြတဲ့အတွက်ကြောင့်လည်းအများကြီးဝမ်းသာမိပါတယ် ပြီးတော့ညီမတို့ရဲ့စံစားဝင်တဲ့နေပေါ့နော်ပြီးတော့ဆရာနဲ့အတူအကုန်စုပေါင်းပြီးတော့ဒူရန်ဂေတာရဲ့အလုပ်ရှင်တွေအတွက်ကိုတစားနိုင်စုတောင်းစကားလေးနဲ့ပြီးတော့နောက်ဆက်စကားလေးနဲ့ပြောကြပြပါအောင်ရှင် ါအဲကျွန်တော်တို့ဒီတတိယချိန်မြောက်စတန်ဆာမီသားစုရဲ့စူပေါင်းမဟာဘုံကထိန်ပွဲတော်မှာဝင်ရောက်ပြီးတော့လှူဒါန်းပေးကြရတယ်ကျွန်တော်ရဲ့မိတ်ဆွေတကယ်ချင်းအဲပေါင်းလို့လည်းကျေးဇူးတင်ပါတယ်ဒီနေရာနေပြီးတော့ပြီးတော့အထူးပြင်ရကျွန်တော်ဝန်ထမ်းတွေပေါ့နော်ဒီအလှူကြီးဖြစ်မြောက်အောင်အတွက်ဖက်ဖက်ကနေပြီးတော့ဝန်ဝန်ကူညီပေးကြရတယ်တယောက်ချင်းတူတယောက်ချင်းတိုင်းအောင်လည်းအများကြီးကျေးဇူးတင်ပါတယ်အဲနောက်နှစ်များမှလည်းဒီထက်ပိုပြီးတော့ပိုကောင်းတဲ့အလှူအကြီးကြီးတွေပြုလုပ်သွားကြပါတယ်အဲကြောင့်မို့ငွေအားရောလူအားရောဒီထက်ပိုပြီးတော့ပါဝင်နိုင်ကြပါစေလို့ဒီနေရာနေစုတောင်းပြောပြပါတယ်